ဒီအရာကြောင့်အခက်မသိရင်ကိုယ့်ရဲ့ crypto တွေအားလုံးကိုဆုံးရှုံးသွားနိုင်ပါတယ်။တရက်ကိုနိုးလာတဲ့အချိန်ကိုယ့်ရဲ့ crypto အထည်ကိုဝင်ပြီးတော့စစ်ကြည့်လိုက်တဲ့အခါ ဘာမှမလုံးမိပိန်နဲ့ကိုရှစ်သိမ်းမြအကောင်တုံညဖြစ်နေရဲ့ဆိုပြီးတော့တွေးကြည့်လိုက်ပါဘာမှလည်းမမနိုင်မိဘာမှလည်းမဝယ်မိပိန်နဲ့ကိုကိုရဲ့ wallet မှာ0ပြနေရမျိုးပေါ့ဒါကကြောက်အောင်ပုံမြင်လို့ပြောတာမဟုတ်ဘူးဒီလိုမျိုးလူထုထုံညများကိုဖြစ်ခဲ့ပူတယ်ပြဿနာရဲ့အရင်းအမြစ်ကတော့ရှစ်သိမ်းမြ crypto အကောင်လုံးကို exchange တစ်ခုထဲမှာပဲစုထားမိလို့ပါပဲကိုက crypto ကိုအခုမှစသည်ရဲ့လူဆိုရင်ဒီလိုမျိုးကိုကြားလိုက်တာနဲ့ဟာ crypto exchange တွေက safe မဖြစ်ဘူးလားဒီလိုမျိုးမိချင်ပါလိမ့်မယ် crypto လောကကဘယ်ဟာမှတရားရပိုင်တော့ ိတ်မချရလို့ဒီဗီဒီယိုမှာဘာဖြစ်လို့ exchange တွေမှာကိုယ့်ရဲ့ crypto တွေအကောင်လုံးကိုမထားသင့်တာလဲပြီးတော့ဘမသွားထားရမလဲဆိုရဲမိခုနေရဲ့အဖြစ်ကိုပြောပြပေးသွားပါမယ်။ဒါရီမပြောခင်မှာ exchange တွေမှာပတ်စံပါလို့ထားကြတာလဲဆိုရဲကိစ္စကိုအရင်ပြောဖို့လိုပါလိမ့်မယ်။ဒါကတော့ရှင်းပါတယ်။လွယ်လို့ပါ။ဟုတ်ပါတယ်။ trader တယောက်အနေနဲ့ကတခါတလေမှာ second မိုင်းအတွင်းဝယ်တာရောင်းတာလုပ်ရပါတယ်။ဒီလိုလုပ်နိုင်ဖို့က exchange တွေမှာဝယ်ရှိနေဖို့လိုပါတယ်။ဒါမှပဲမမြန် buy sell လုပ်နိုင်မှာပေါ့။လွယ်တယ်မလား။လွယ်တဲ့အရာတော်တော်များများ ရဲ့နှောက်ွယ်မှာတည်ထားရမှာတွေရှိပါတယ်ဒီကိစ္စမှာကတော့ not your key not your crypto ဆိုရပါပဲဆိုလိုတာက exchange တွေမှာထားထားတဲ့ crypto တွေကိုကိုကတကယ်မပိုင်ပါဘူးဟုတ်ပါတယ်ကိုရဲ့ပတ်စံနဲ့ကိုရန်ဝယ်ထည့်ထားတာဆိုပေမဲ့တရားရခိုင်တော့ကိုလုံးဝမပိုင်ပါဘူးဥပမာပြောရရင်တာမန်ဘန်တွေမှာပတ်စံထည့်ထားသလိုပဲဘန်တွေဘက်ကဒီပတ်စံတွေကိုဘန်တိုက်ထဲမှာပဲအလှထားတာမဟုတ်ဘူးဒီပတ်စံတွေကိုသုံးပြီးတော့သူတို့ကလည်းအတူရှာရပါသေးတယ်ခရစ်ပတိုမှာလည်းအလားတူပဲအချင်းဘက်ကသူတို့ရဲ့သဘောအရ ထုံမပေးနိုင်ဘူးဆိုရင်မရတော့ပါဘူး။ယူရိုပန်တွေမှာဒီဝါလီခံရရင်ငွေဆုံးနိုင်တယ်လို့ crypto exchange တွေလည်းငွေအလွဲသုံးစာ လုပ်တတ်ပါတယ်။အနည်းဆက်ဆုံးဥပမာပြောရရင်2020-2021ကာလမှာ crypto လောကမှာ Binance ပြီးရင်ဒုတိယမြောက်အကြီးဆုံး exchange တစ်ခုရှိခဲ့ပူပါတယ်။သူ့ရဲ့နာမည်က FTX exchange ပါ။ FTX ရဲ့ CEO ကလည်းအဲ့ဒီတုန်းကအသက်30တောင်မပြည့်သေးဘူး။ကမ္ဘာစီးပွားရေး channel တွေ YouTuber တွေကပါ FTX CEO ကိုငငယ်လေးနဲ့အယံတော်လို့ဆိုပြီး ော့အမော့တင်ခဲ့ကြရတယ်။မကြပါဘူး။2020နှစ်မှာ FTA ကယူဇာရဲ့ပတ်စံတွေကို အလွဲသုံးစားလုပ်လို့ဆိုပြီးတော့ FBI က CEO ကိုဖမ်းလိုက်တယ်။အဲ့ဒါနဲ့ပဲအဲ့ဒီ FTA exchange ထဲမှာထည့်ထားတဲ့ယူဇာရဲ့ဒေါ်လာ 8ဘီလီယံဖိုးလုံးကကုမ္ပဏီပြတ်သွားတဲ့အတွက်ထုတ်မရခဲ့ပါဘူး။ဒီလိုမျိုး ထုတ်မရတော့တာကလားနဲ့ချီကြတာမဟုတ်ဘဲနဲ့ညာတွင်းချင်းကိုပတ်စံထုတ်မရတော့တာပါ။ FTA ပြတ်သွားတဲ့အခါငွေတွေစုံးသွားလို့ဘဝပြတ်ခဲ့ရတဲ့သူတန်းချီပြီးရရှိခဲ့ပါတယ်။အရင်ကြီးတဲ့ crypto ကုမ္ပဏီတွေဖြစ်တဲ့ Celsius, BlockFi, Voyager တို့လည်းကုမ္ပဏီဖြုန်နေနေများလို့ဘယ်တော့မှမပြတ်နိုင်ဘူးဆိုပြီးတော့သူတွေကယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့2022ခုနှစ်ထဲမှာပဲသူတို့လည်းငွေထုတ်လို့မရတော့ဘဲနဲ့ဒီဝါလီခံလိုက်လို့ဂျားတဲ့ ဲက user တွေဝင်ဆုံးရပြန်ပါတယ်ဆိုတော့ exchange တွေဘာလို့စိတ်မချရတာလဲပထမဦးဆုံး crypto ဆိုတာ internet ပေါ်မှာပဲသုံးလို့ရတယ်ဆိုတာကိုမိထားလို့မရပါဘူးဒါမဲ့ social media account တွေတော့နေ့စဉ်နဲ့အများဟက်ခံနေကြရတာ exchange တွေလည်း DM ကိုကြောက်ရပါတယ်ပြီးခဲ့တဲ့ February လကပဲ Bybit exchange ကနေ Ethereum dollar 1.4 billion ဘူးဟက်ခံခဲ့ရတယ်ဘလောက်ပဲ security ရှိပါစေ ဟက်ခံရမယ့် NDA ကရှိပါသေးတယ်။ပြီးရင်ပြောခဲ့သလိုပဲဒီဝါလီခံရတာတွေ user fume တွေကိုယူသုံးထားလို့ထုတ်မရတာတွေမျိုးစုံပါပဲ။ဒါဆိုပင်နာသွားထားရမှာလေ။ခေါင်းမော်တင်ထားလို့မရတာကတော့သိကြပါရယ်။ exchange တွေကအစိမချရတဲ့အကြောင်းသိပြီးဆိုရင်ဘယ်နေရာကပိုစိတ်ချရမလဲဆိုတာကိုဖြောပြပေးပါမယ်။အဖြေကတော့ Gobank Crypto Wallet ပါပဲ။ Gobank Key ရှိတာတွေပေါ့။ဒီမှာလည်းနှစ်မျိုးရှိပါတယ်။ပထမက Hawk Wallet လို့ခေါ်တဲ့တာမန် software တွေပါ။ exchange တွေတော့ပဲဖုန်းထဲမှာပဲ application download လုပ်လိုက်ပြီးတော့သူတို့ပေ ေထားတဲ့ key တွေကိုတနည်းအားမှာမှတ်ထားပြီးရင်စသုံးလို့ရပါပြီ။ဥပမာ Matamas နဲ့ Trustwell ပါ။ဒီဟာတွေကလည်းတရားရဟိုင်းအောင်စိတ်ချရတာတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့ဘက်ကတွေ့ကြရ link တွေဖွင့်ပြီးတော့မချိန်မီဖို့လိုပါတယ်။ပြီးတော့ key တွေကိုဘယ်သူမှပေးမသိပါနဲ့။နောက်တစ်မျိုးကတော့ hot ပြီးတော့ cold wallet ပါ။သူကတော့ USB အပြားလေးလိုပဲ hot wallet ထိတွေ့လို့ရတဲ့ wallet ပါ။သူတို့ကတော့ဟို application တွေလိုမျိုးတာမန် download လုပ်ရုံနဲ့သုံးလို့မရပါဘူး။အနည်းဆုံးဒေါ်လာ50လောက်နဲ့ဝယ်ပြီးအဲ့ဒီ hot wallet wallet ထဲမှာတင်ထားရုံမှာပဲဥပမာ ledger လို့ပါလို့ပေါ့ဒါကတော့ hack မခံရပဲနဲ့စိတ်အချရာဆုံးမှာဒါကကိုယ့်ရဲ့ key သူများလက်ထဲမရောက်ခင်အထိပေါ့ ဆိုတော့ကိုယ့်ရဲ့ခေကိုကိုပဲတည်ပါစေနော်အမြဲ trade နေတဲ့သူတွေကတော့ရွေးချယ်စရာမရှိလို့အချင်းတွေမှာထားထားရမှာပါဒါပေမဲ့ကိုရတဲ့အမြတ်တွေကို wallet ထဲတောင်ပြောင်ထည့်ထားတတ်တဲ့အချင်းကိုတော့လုပ်ထားဖို့လိုအပ်ပါတယ်အချင်းနိုင်ကအဲ့ဒီလိုလားဆိုလဲမဟုတ်ပေမဲ့ကိုဘက်ကဘူးတတိထားလိုက်တာမမှပါဘူးနောက်ဆုံးတတိပေးစင်တာကတော့ cryptocurrency ကအရန်ကိုအတက်အကျများပြီးတော့ risk လည်းရှိပါတယ် crypto မိတ်ဘက်ကပဲ crypto ရဲထည့်ပါဆိုပြီးတော့ရှင်းနှီးပြောင်းနှံဖို့ financial advice လုံးဝပေးမှာမဟုတ်ပါဘူး crypto ကို င်ဝင်စားလို့လေ့လာနေရင်လည်းမေးစင်နာရရှိလာတဲ့အခါမှာ crypto make ရဲ့ telegram group ထဲကို join ပြီးတော့မေးလို့ရပါတယ်။ link ကိုလည်း deposit အမှချပေးထားပါမယ်။ကိုမော crypto exchange account တစ်ခုမရှိသေးဘူးဆိုရင်လည်း finance မှာအခုပြထားတဲ့ crypto make referral code နဲ့ account ဖွင့်လာလို့ရပါတယ်။ဒီ code နဲ့ဖွင့်လာတဲ့ account တွေဆိုလို့ရှိရင် finance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees က20%ကိုအမြဲတမ်း lifetime discount ရမှာဖြစ်ပြီးတော့ crypto make ကနေလုပ်တဲ့ gaming တွေက reward တွေကိုလည်းရနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဤရှင်မှာအများကြီးအကျိုးရှိမှာဖြစ်ပါတယ်။ ယ်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါပေါ့။